ဒါကြီးမဟုပင်ခရိုင်ပန်းတတော်မျိုးနဲ့မိသက်ဦးစီးထားတာကောင်ပန်းတတော်မျိုးမျိုးကွက်တိရက်ကွက်ရန်ကုန်ပသိမ်ကားလမ်းပေးရှိ Land Cottage Resort မှာဒီကနေ့မနက်ပိုင်းကမိဘလုံချုံရေးအသိပညာပေးဟောပြောခြင်း၎င်းစားဆောင်များဖြန့်ဝေခြင်းနဲ့မိငိမ့်သက်ရေးဇက်တိုက်လေခြင်းဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုဆောင်ရွက်ရာမှာ Land Cottage Resort Manager ဝန်ထမ်းကြောင့် တက်ရောက်ခဲ့ရာပထမဦးစွာမြို့နယ်မိသက်ဦးစင်မှုဦးမမဦးကဆိုင်ဝန်တန်းများအနေဖြင့်မိမိလုံခြုံရေးနဲ့ပတ်သက်ပြီးဆောင်ရွက်ရှောင်ရွက်အချက်များကိုအသိပညာဟောပြောခဲ့ပြီးမြို့နယ်မိသက်စခန်းမှုဦးစစ်စေအောင်ကမိသက်စေဘူးအသုံးပြုနည်းကိုရှင်းလင်းပြောကြားကောင်းမိသက်ဦးစီးဌာနရဲ့ one night web report software အကြောင်းရှင်းလင်းပြောကြားခဲ့ပြီးပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနရဲ့အရေးပေါ်တယ်လီဖုန်းနံပါတ်ပေါင်းကြော်ညာဆောင်ရွက်များကချင်းကိုဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီးမြို့နယ်မိသက်ဦးစီမှုဦးမမအူဦးဆောင်ပြီးတန်တင်အရာမိသက်တက်ဖွဲ့ရင်များကောင်မိဘေးလုံခြုံရေးပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပြီးမိငိတ်သက်ရေးဇက်တိုက်လေးချင်းချင်းနဲ့မိသက်ရင်များဖြင့်ရေပတ်ဖန်းချင်းကိုစိုင်းမန်နေဂျာနှင့်ဝန်ထမ်းများကလက်တွေ့မိငိတ်သက်တရုတ်ပြလေးချင်းဆောင်ရွက်ခဲ့ပါသည် ပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနမှာသာသနိကဆောင်းမြောင်ဘာသာရေးဆိုင်ရာဆောင်းမြောင်73စီရောင်းဆိုင်မြောင်ဈေးမြောင်စာတင်ကျောင်းမြောင်ဆက်ရုံအလုပ်ရုံမြောင်ဌာနဆိုင်ရာမြောင်တဲခိုကန်မြောင်တံပြေဩဇာရောင်းဆိုင်မြောင်စာတောက်ဆိုင်မြောင်လူနေအိမ်မြောင်တိန်စင်းတိန်တန်မိပိလုံကျုံရေးစစ်ဆေးခြင်းမြောင်ကိုအရှိန်အဟုန်မပြဲဆောင်ရွက်လျက်ရှိရလို့တင်ရရှိပါရရှင်